ဒီမှာပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။ကျမအနေနဲ့ဒီပထမဆုံးပြောပြချင်တာလေးကတော့3ရက်4လ2025ရက်နေ့နနက်8:00နာရီအချိန်ထိနိုင်ငံတော်ကနေပြီးတော့ကောက်ယူရရှိထားတဲ့စင်းရင်းလေးတွေပေါ့နော်။သေဆုံးနဲ့ဒဏ်ရာရရှိပျောက်ဆုံးစင်းလေးတွေကိုကျမပြောပြပေးပါမယ်ရှင်။တနိုင်ငံလုံးတိုင်းတန်နဲ့ငလင်တန်တင့်ခံခဲ့ရတဲ့ဒေသတွေမှာရရှိကောက်ယူထားတဲ့စင်းလေးတွေဖြစ်ပါရှင်။သေဆုံးသူကယနေ့အထိဆိုရင်3085ဦးရှိပါပြီရှင်။ ထဏ်ရာရရှိသူက4915ဦးပျောက်ဆုံးနေသူက342ဦးရှိပါပြီရှင်။သေဆုံးသူဟာဆိုရင်3000ကျော်သွားခဲ့ပါပြီရှင်။နောက်ထပ်အရေးအတွက်တရားလဲနောက်နေ့တွေမှာထပ်မံပြီးတော့တိုးပွားနိုင်မှာရှင့်။ဘာကြောင့်လဲဆိုတော့အခုချိန်ထိကိုပြက်စီးပုံနေကြတဲ့မှာပြိမိနေတဲ့သူရဲ့ခန္ဓာကိုယ်တွေကိုရှာဖွေနေစေဖြစ်တာကြောင့်ပဲဖြစ်ပါရှင်။ကျမောင်းနိုင်ငံရဲ့ကြီးမားသောဆုံးရှုံးမှုကြီးကိုကြုံခဲ့ရတဲ့ငလင်ဘေးဒဏ်ကြီးသာဖြစ်ပါရှင်။ ဒီဘက်ပြည်သူများရှင်ဒီငလင်စိုးကြီးကြောင့်ကျွန်တော်တို့မန္တလေးမြို့ကမစိုးရင်တိုက်တက်ကလည်းပြိုကျပြီးတော့ပျက်စီးခဲ့ပါရှင့်အဲ့ဒီမှာတန်ငါတော်22ပါးပြန်လုံတော်မူခဲ့တယ်လို့သိရပါရှင့်တန်ငါတော်တွေရဲ့မိသားစုဝင်တွေသိရှိနိုင်ဖို့အတွက်ဘွဲ့နံမယ်တွေနဲ့နေရဲ့လိပ်စာဒေတာတွေကိုလည်းရေးသားထားတဲ့စာရွက်လေးရှိပါရှင့်အဲ့ဒါလေးကိုကျွန်တော်ပြသပါမယ်ရှင်ကျမအနေနဲ့ဒီစာလေးကိုပြသရတာကတော့တန်ဃာတော်ရဲ့မိသားစုဝင်တွေသိရှိနိုင်ဖို့အတွက်ပြသပေးတာဖြစ်ပါရှင့် ဒီစာလေးမှာပါတဲ့စင်းလေးကိုဖတ်ရှုပြီးတော့နီးစက်ရသူရဲ့အနေနဲ့အကြောင်းကြားပေးပါရလဲမေတ္တာခံလိုပါရှင်ကျမောင်းနိုင်ငံမှာ2021နောက်ပိုင်းကနေပြီးတော့ PDF အကြံပတ်သမားတွေရဲ့တက်ဖြတ်မှုတွေ၊လုံခြံမှုတွေကြောင့်ဆရာတော်အပားတရာကျော်ဆုံးရှုံးခဲ့ရပါရှင့်။အခုငလင်ဘေးတံမှာဆိုရင်လည်းဒီလိုပါပဲရှင်။တန်ခါတော်တွေအသက်ဆုံးရှုံးခဲ့ရတာရှိပါရှင့်။ကျမောင်းအနေနဲ့ဘဲဘာသာဝင်မစိုးကို့ဘာသာတရားရဲ့တန်မိုးထားရတဲ့ပုံပုံတွေကိုဆုံးရှုံးမှုတွေမဖြစ်ချင်ပါဘူးရှင်။ ဒါကြောင့်ကျွန်တော်တို့ဗုဒ္ဓဘာသာလေးနေနဲ့လည်းဒီသတင်းကြားရတာစိတ်မကောင်းဖြစ်ရပါတယ်။ဓာပြင်ကိုပလီတွေပြိုကျပြီးတော့အထက်မှဝိပုနေတဲ့သူတွေတေဆုံးတဲ့ဖြစ်စဉ်လည်းဖြစ်ပါရဲ့ရှင့်။ဒီအတွက်လည်းကျွန်တော်တို့အင်မတန်စိတ်မကောင်းဖြစ်ရပါရဲ့ရှင့်။ဒီချိန်မှာကျွန်တော်တို့ဘာသာဝင်တွေအားလုံးပေါ့နော်။ဘာသာပေါင်းစုံကဘာသာဝင်တွေပေါ့ရှင့်။အားလုံးကစိတ်နှလုံးညှိုးချုံနေရတဲ့အတွက်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ထိခိုက်တာတွေစော်ကားတာတွေမလုပ်ကြဖို့အတွက်လည်းကျွန်မတိုက်တွန်းချင်ပါရဲ့ရှင့်။လုံခဲ့တဲ့ချက်တည်းအရဆိုရင် AR တွေသတင်းဌာနကနေပြီးတော့တင်ထားလေမြင်ရပါတယ်။ကျမတို့နိုင်ငံအတီကူဆရာတော်ကြီးနဲ့အရှင်စေကိန်းနာကို စော်ကားပုတ်ခတ်ထားတာပါရှင့်ဆရာတော်အနေနဲ့ဒီလိုမျိုးကိစ္စတွေမှာကုညီခြင်းမရှိဘူးလားဆိုပြီးတော့မိကုံးထုတ်တယ်လို့မလို့နဲ့စော်ကားထားတာပေါ့နော်တီတူဆရာတော်ကြီးတို့အရှင်စေကိန်းသားတို့ဟာဆက်စချင်းငလင်ကိစ္စဖြစ်ခရေရနေပြီးတော့ငလင်ကိစ္စမှာကုညီဆောင်ရွက်ဖို့အတွက်ကိုညွှန်ကြားထားပြီးသားဖြစ်ပါရှင့်ဒီတော့ကုညီဆောင်ရှောက်မှုတွေကိုအစောဆုံးပြုလုပ်တဲ့သူတွေထဲမှာဆရာတော်တွေပါဝင်ပါတယ်ရှင့်သူတို့တွေဟာမျက်စိနားတွေများကန်းနေကြလားမသိပါဘူးရှင်ဒါမှမဟုတ်အတအမိုက်ပေါင်နေဖုံးနေကြလို့မမြင်တာလားမသိပါဘူးရှင် ီလိုမေးခွန်းထုတ်ပြီးတော့ဆရာတော်တွေကိုစော်ကားတယ်ဆိုတော့ကတော့ဆိုးရပါတယ်ဒီချိန်မှာဘာသာဝင်တွေအားလုံးကဘဲဘာသာဝင်မဆိုဆုံးရှုံးမှုတွေဖြစ်နေတာရှင့်တပောက်ဘေးဒဏ်ကြီးကဗုဒ္ဓဘာသာပဲဆိုပြီးတော့ရွေးပြီးတော့တိတ်ဆုံးစေခဲ့တာမဟုတ်ဘူးရှင့်အစ္စလမ်ဘာသာဆိုပြီးတော့လည်းတီးတန့်ခေါ်ထုတ်တော့တာမဟုတ်ပါဘူးခရစ်ယာန်ဘာသာတွေဆိုပြီးတော့လည်းတီးတန့်ခေါ်သွားတာမဟုတ်ဘူးရှင့်အားလုံးကိုထတ်တူညီစွာနဲ့စိုးကြိုးတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်အခုချိန်မှာဘာသာရေးနဲ့ပတ်သက်ပြီးတော့စော်ကားတာတွေနှိပ်ချတာတွေအပြင်သူတို့သတင်းမှသတင်းတူတွေနဲ့ လောက်ကိုင်းနေရဲဆိုတာမှားရင်ပါလေရှင်ဗုဒ္ဓဘာသာမှာလည်းတန်ဃာတော်တွေဟာဆိုရင်ငလင်ဘေးတံကိုကိုကြီးဆောက်ရှောက်နေကြတယ်ဒီလိုပဲအခြားဘာသာတွေဟာဆိုရင်လည်းတို့သက်ဆိုင်ရာသက်ဆိုင်ရာပုံကိုတွေဟာအတတ်နိုင်ဆုံးဆောက်ရှောက်ပြီးတော့ကုညီနေကြတာပါရှင်ဒါလေးကိုတေသေးချားလေးမြင်တတ်ကြည့်တတ်ဖို့အတွက်လိုပါတယ်အမြင်ရှင်းရှင်းနဲ့ကြည့်တတ်ဖို့အတွက်လိုပါတယ်ရှင်ဗုဒ္ဓဘာသာဘလို့နီးနဲ့မဆိုတိုက်ခိုက်မှဖြစ်မယ်ဆိုတဲ့ပြတ်မှတ်ရှိထားရဲစပွန်ဆာရထားရဲဆိုတော့ဆက်လို့ပေါ့ရှင်မကြောက်တော့ဆက်လို့ပေါ့ရှင်ကျမဒီလိုပဲပြောချင်ပါတယ်ရှင်ဘာကြောက်လဲဆိုတော့လူဆိုတာကကိုယ့်ရဲ့ယူဆချက်နဲ့ကိုယ့်ရဲ့ဘဝရဲ့တည်ချက်နဲ့ကိုပဲလေ ရုပ်မာမှထမင်းစားရတဲ့သူကရုပ်မာမှာပဲရှင့်ဒါပေမဲ့လူဖြစ်တာချင်းအတူတူရုပ်မာတော့မှရုပ်မာပြီးတော့မှသူများပုံမှာတဲ့င်းမတဲ့င်းတူတွေလွှင့်ပြီးတော့မှ ပုတ်ခတ်ပြောဆိုပြီးတော့မှစားရတဲ့ထမင်းလောက်ကအင်မတန်ကိုညစ်သေးပါလေရှင့်ညစ်သေးတာတော့မှလူတယောက်ရဲ့ခန္ဓာကိုယ်တွေကထွက်တဲ့မစင်ထက်တော့မှညစ်သေးပါလေရှင့်ဒီတော့မစင်ထက်ညစ်သေးတဲ့ထမင်းလောက်တွေကိုညစ်သေးတဲ့လုပ်ငန်းစဉ်တွေလုပ်ပြီးတော့မှစားရတဲ့သူတွေအတွက်ကတော့ကျမတို့ကသနာစိတ်ကလွယ်လို့ရှင့်ကျန်တာမဖြစ်တော့ပါဘူးရှင့် ါလေးတော့ကျွန်မပြောပြချင်ပါတယ်ကျွန်မတို့ကြုံရရတဲ့ငလင်ဘေးဆိုးကြီးကိုအကြောင်းပြုပြီးတော့ငံနိုင်ငံအမျက်ထုတ်နေတာတွေဘာသာရေးစော်ကောင်းမှုပြစ်လုံနေတာတွေဟာဆိုရင်အင်မတန်ရှက်ဖို့ကောင်းတယ်ဆိုတာသိဖို့လိုတယ်ဒိုင်းနဲ့ပတ်သက်ပြီးတော့ထမင်းရှာစားဖို့ဂျန်စီနေရယ်ဆိုရင်တော့မစင်ထက်ယုံဖို့ကောင်းတဲ့အငြိကြီးကိုစားပြီးအသက်ရှင်နေသူဖြစ်တာကျွန်မတို့သတ်မှတ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မဒီကနေသတင်းတင်ဆက်မှုလေးကနေပျက်သားစွာပဲကျွန်မပြောလိုက်ပြစီရှင်ဒီလိုပြည်သူများရှင်ကျမအနေနဲ့တည်တည်ချာလေးတင်ဆက်ပေးခြင်းနဲ့သတင်းလေးတစ်ခုရှိပါရှင့်ဒီသတင်းလေးနဲ့ပတ်သက်ပြီးတော့ဘာကြောင့်တည်ချာတင်ဆက်ရလဲဆိုတော့ မိဘပြည်သူတွေကိုယ်တိုင်ကဒီသတင်းပေါ်မှာယုံမှတ်မှားပြီးတော့တန်တရားတွေနဲ့အခုသူစိတ်တွေများနေအတွက်ဖြစ်ပါရဲ့ရှင့်အဲ့ဒီကိစ္စလေးကတော့တရုတ်နိုင်ငံကနေလာတဲ့စက်ချီနေရှင်တန်းကိုမြန်မာတပ်မတော်ကပြစ်ခတ်ပါတယ်ဆိုတဲ့သတင်းတွေဖြစ်ပါရဲ့ရှင့်ဒီနေ့လေးကိုကျွန်မဗတ်ပေါင်းဆောင်ကနေပြီးတော့လုံးစည်းပတ်စီလေးရှင်းပြပါမယ်ရှင့်ကျွန်မအနေနဲ့ရှင်းပြတဲ့အခါမှာတစ်ဖက်သက်ပြောတာမျိုးမလုပ်ချင်ဘူးရှင့်သူတို့နှစ်ခုလုံးရဲ့ထုတ်ပြန်ချက်တွေကိုကျွန်မတရားလေးရှင်းပြပါမယ် channel လေးကစပြီးတော့ထုတ်ပြန်တာဖြစ်ပါတယ်တောင်းပြီးသတင်းဆိုပြီးတော့ဧပြီလ1ရက်နေ့ကထုတ်ပြန်နေတာဖြစ်ပါရဲ့ရှင့်အဲ့ဒါလေးကိုကျွန်မအရင်ဆုံးဖတ်ပြပါမယ်ရှင့် ် TNL ကထုတ်ပြန်တဲ့အတိုင်းကျွန်မတလုံးမကြံကျွန်မဖတ်ပြပါမယ်သူတို့ထုတ်ပြန်တဲ့အတိုင်းတည်ကြပါဦးနော်ကျွန်မခုဖတ်ပြရတဲ့အချိန်မှာမိဘပြည်သူများ data လေးတွေကိုမှတ်သားထားစီချင်ပါရှင့်ဘာကြောင့်လဲဆိုတော့ဒီပုံမှာပြန်ပြီးတော့မေးခွန်းထုတ်မှကြောက်ပဲဖြစ်ပါရဲ့ရှင့်တောင်ပြည်သတင်းဆိုပြီးတော့ April 1ရက်နေ့ကထုတ်ထားဖြစ်ပါတယ်တရုတ်နိုင်ငံကြက်ချင်ကြီးအသင်းမှာတဲ့မြန်မာနိုင်ငံငလင်ဘေးဒဏ်တဲ့ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများတည်ဆောင်လာသည့်ရင်တန်းကိုစီအားစစ်ကောင်စီတပ်မှဆက်လက်တနက်ဖြစ်ပစ်ခတ်ခဲ့သည်ယနေ့ April 1ရက်နေ့ညနေ9:22နာရီအချိန်တွင် တရုတ်နိုင်ငံကြက်ချိန်ဤအသည်မှမြန်မာနိုင်ငံကလင်ဘေးဒင်ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများတည်ဆောင်လာသည့်ရင်နံကိုစီသည့်မန္တလေးမြို့သို့ခရီးဆက်ရာတွင်နောင်ချိုမြို့နှင့်အုံမတီကျေးရွာတွင်စစ်ကောင်စီတပ်၏အသည့်ဆော့ပစ်ခတ်ခြင်းကိုခံခဲ့ရသည့်၎င်းရင်တန်းများသည့်မန္တလေးမြို့သို့ခရီးဆက်သွားမည်အကြောင်းကိုလည်းစစ်ကောင်စီထံသတင်းပေးပို့ခဲ့ပြီးဖြစ်တော်လဲယခုကဲ့သို့လန်ခီတွင်ပစ်ခတ်ခံခဲ့ရပြီးနောင်ချိုမြို့သို့ပြန်လည်ဆုတ်ခွာလာခဲ့ရသည့်ယခုတရုတ်နိုင်ငံကြက်ချိန်ဤအသည်မှမြန်မာနိုင်ငံကလင်ဘေးဒင်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများတည်ဆောင်လာသည့်ရန်နံကိုစီအားတအောင်းတက်မတော် TNN လေးမှကာကွယ်ဆောက်ရှောက်ပေးထားပြီး၎င်းတို့လိုရခီးကိုဆက်လက်ပို့ဆောင်သွားမည်ဖြစ်ပါသည်ဆိုပြီးတော့ကြေညာထားပါရှင်အောက်မှာ TNN လေးသတင်းနှင့်ပြန်ကြားရေးဌာနဆိုပြီးတော့ပါဝင်ပါရှင်ဒါတို့တို့ထုတ်ပြန်တဲ့အတိုင်းကျွန်မတလုံးမကြံဖတ်ပြရဖြစ်ပါရှင်ဒီတော့သတင်းဆိုတာကပတ်ပေါင်းစုံကနေစဉ်းစားရတယ်ဆိုတဲ့အချက်နဲ့အညီနိုင်ငံတော်ကနေပြီးတော့လည်းဒါလေးကိုထုတ်ပြန်တာရှိပါရှင်ဒါလေးကိုလည်းကျွန်မသေချာလေးဖတ်ပြပါမယ်ကျွန်မနိုင်ငံတော်ကထုတ်ပြန်ထားတဲ့အချက်လေးကတော့ရှင်းပါတယ် ဒီနေ့ပြင်ဖြစ်စဉ်အားဆိုရင်ဧပြီလ2ရက်နေ့မှာနိုင်ငံတော်ကနေပြီးအတိအကျထုတ်ပြန်ပေးပါရှင်။နိုင်ငံတော်ကတေချာပေါ့နော်ဒီကိစ္စတွေကိုစုံစမ်းစစ်ဆေးပြီးတော့မှထုတ်ပြန်ရတာဖြစ်တဲ့အတွက်သူတို့အတွက်သူတို့ထပ်ပေါ်ပြီးနောက်ကျတာတော့မှန်ပဲရှင်။ကျမနိုင်ငံမှာစကားထူးရှိရဲ့တိလား။အမှားကဘာပတ်နေတဲ့အချိန်မှာအမှန်တရားဖက်နှက်စီနေရတော့မယ်တဲ့။အမှန်တရားအမြဲတမ်းနောက်ကျတယ်တဲ့။မှန်တယ်ရှင်။ဘာကြောင့်လဲဆိုတော့အမှန်တရားရဲ့ခရီးကအင်မတန်ကိုရှည်လျားပြီးတော့ကြမ်းတက်ခတ်ထန်နေရှင်။ဒါကြောင့်အမှန်တရားကခရီးမထွက်ခင်မှာဖက်နှက်တော့တေချာစီးရတယ်ရှင်။ ဒီတော့မှခยีဝေဝေခยีကြမ်းကြမ်းသွားနိုင်မှာပါ အမားဆိုတာကတော့ तू ကညံတက်တဲ့သဘောရှိရပေါ့နော်မြ мян ဆန်ထွက်တယ်ပြီးရခါမှာမှားသွားရင်သိကြောင်ဆောင်ပြီးတော့ရှော့ချသွားလို့ရတယ်အနေထားရှိရလေ तू ကအရန်ပေါ့ပေါ့တက်တက်နိုင်နေရှင်ဒီတော့လွယ်လွယ်ကူထွက်လာနိုင်တာပေါ့နော်စပောက်နိုင်ငံမှာသတင်းထုတ်ပြန်ချက်တွေခါကြရင်နောက်ကျနေရဆိုတာဒါကြောက်ပါရှင်တေချာပြန်ပြီးတော့စစ်ဆေးရတယ်စုံစမ်းရတယ်အချက်လက်တွေပြန်စုရတယ်ပြီးတော့မှမမှန်ကန်ကန်ထုတ်ပြန်ရတာရှင်နိုင်ငံတော်အစစ်ထုတ်ပြန်ရတာ ਨੇ သဘုံအဆင့်လောက်ကထုတ်ပြန်တာနဲ့ကတော့မတူပါဘူးရှင်ဒါလေးတော့ကျွန်မကြားပြတ်နေလဲရှင်းပြပေးတာဖြစ်ပါရဲ့ရှင်ဖြစ်စဉ်လေးကိုကျွန်မတိတ်ချာလေးပြောပြပါမယ်ရှင်ဖြစ်စဉ်ကနောင်ချုံမြို့နယ်ဩမတိကြီးရွာနာမှာဖြစ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီနေရာအဲ့ဒီနေရာမှာဆိုရင်ဒါအားလုံးလက်သိရတိုင်းမှာပဲတက်မလို့နဲ့ DNA လေးတိုက်ပွဲဖြစ်နေကြနေရဖြစ်ပါရဲ့ရှင်ပြောမယ်ဆိုတော့ဟိုအားလုံးနားလည်အောင်ပြောရမလားစစ်မြေပြင်ဖြစ်နေတဲ့နေရာလို့ပြောအောင်ပါဗောနော်လုံခြုံရေးကိစ္စကတော့ဒီနေရာတွေမှာဆိုနေနေ sensitive ဖြစ်တဲ့အနေထားလေးရှိတာဗော ဧပြီလ10ရက်နေ့ညဘက်9:00နာရီမှာဆိုရင်မော်တော်ယာဉ်6စီးပါတဲ့ရင်တန်းကအိမ်မြောင်ရောက်ရှိလာပါရှင့်အုံမတိရွာအနောက်အဲအုံမတိရွာအနီးအရောက်မှာတက်မတော်လုံချုံရဲ့အဖွဲကလုံချုံရဲ့ဆိုင်ရာစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက်ဒီမီတာ200အကွာလောက်မှာဒီရင်တန်းကိုရက်တန့်မှုအတွက်ကိုအချက်ပေးပါရရှင့်အဲ့လိုအချက်ပေးတဲ့အခါမှာဒီကားဟာရက်တန့်ခြင်းမရှိပါဘူးရှင့်ဒါကြောင့်ဒီလုံချုံရဲ့ပေါ့နော်နေရာနဲ့မီတာ100အကွာကန့်အရောက်မှာတနက်ကိုမိုးပေါ်ကိုထောင်ပြီးတော့၃ချက်တိတိပြစ်ခဲ့တယ်ဆိုပြီးတော့သိရပါရရှင့်အဲ့လိုပြစ်တဲ့အချိန်မှာဒီရင်တန်းက အရှိန်ယူလက်တိုးမလာဘဲနဲ့အနောက်ကိုဆုတ်သွားပြီးတော့လှည့်ပြန်သွားကြတာပေါ့နော်ဒီတော့ဖြစ်စဉ်ကလက်နက်ကင်ပြိပခတွေပြိပခဖြစ်တဲ့ဒေသတွေမှာဖြစ်တတ်တဲ့ရိုးရှင်းသောဖြစ်စဉ်တွေကုသဖြစ်ပါတယ်ဒီဖြစ်စဉ်ကြောင့်ထိကြိုက်သွားတာတိတ်ဆုံးသွားတာလည်းမရှိခဲ့ပါဘူးရှင့်ဒီတော့ဖြစ်စဉ်တစ်ခုကျွန်မအနေနဲ့တေချာလေးဖတ်ပြရဲဆိုတာမေးခွန်းလေးတွေထုတ်နှုတ်ပြီးတော့မေးကြလို့ပါကျမတို့ကဘသူမှန်တယ်ဘသူမှားတယ်ဆိုပြီးကျမမပြောဘူးเนาะဘသူထုတ်ပြန်ချက်ကယုတ်တိရှိလဲဆိုတာလေးပဲကျမရှင်းပြချင်ပါရှင့် ကျမပထမပြောထားတဲ့ TNL ထုတ်ပြန်ချက်ထဲမှာဆက်လက်တနက်နဲ့ပြစ်ခတ်တယ်ဆိုတာပါဝင်နေရှင့်ဒီဘက်ပြည်သူများမှတ်မိမယ်လို့ထင်ပါတယ်။သူတို့ထုတ်ပြန်ချက်အတိုင်းဆိုရင်ဆက်လက်တနက်ဆိုတာကတစ်ချက်ချင်းပြစ်လို့လည်းရတယ်လို့မျိုးသူကဇက်တိုက်ပြစ်ပေါ့နော်။ကြည်လီအများကြီးထောင်းပြစ်လို့လည်းရရရှင့်။သူတို့ရေးရတာမသိရင်ဆက်လက်တနက်နဲ့ဒီရှင်နန်းကိုပေါ့နော်။မြမစကားကလည်းရှင့်အိဗယ်ပေါ့အောင်ရေးရတာပေါ့။သူတို့အဲ့လိုအိဗယ်ပေါ့အောင်ရေးထားဆက်လက်တနက်နဲ့ပြင်းပြင်းထန်ပြစ်ခတ်တယ်ဆိုပြစ်ခတ်တယ်ဆိုပုံစံမျိုးရေးထားပါပေါ့နော်။ဒီတော့ဒီလိုပြစ်ခတ်ရတယ်ဆိုရင်ဒီကားတွေမှာဒဏ်ရာရရှိသွားတာရှိလား။ ကားတွေပျက်စီးသွားတာရှိလားဒါအောင်တက်တဲ့အနေနဲ့ထုတ်ပြတယ်နေလို့ထင်ပါတယ်ရှင့်ဒါကျမမေးဖို့နံပါတ်တက်ပါဒါကတော့ TNL ဖြေရမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့တို့ကဒါအောင်တို့ထုတ်ပြန်ထားတာလေ။တို့ပြောတဲ့စကားတို့တာဝန်ယူရမှာမလို့တို့ကျမမေးခွန်းထုတ်တာပါရှင့်။နောက်ထပ်မေးခွန်းလေးတစ်ခုကတော့ဒီရှင်တန်းမန်လေးမြို့သွားမယ်ဆိုတဲ့အကြောင်းပေါ့နော်။သူပြောထားတယ်စစ်ကောင်စီကိုအကြောင်းကြားထားပြီးတရင်ပို့ပြီးဖြစ်တယ်ဆိုပြီးတော့ TNL ကသူ့ရဲ့ထုတ်ပြန်ချက်ထဲမှာကိုယ်တိုင်ပြောထားပါရှင့်။ဒီတော့အကြောင်းကြားထားတယ်ဆိုတော့တက်တဲ့ပြစေချင်ပါတယ်။ပစတဲ့ရှိရာရှောက်ပြောလိုက်ရတဲ့အခြေအနေမဟုတ်ဘူးရှင့်။ ဒါပြင်ဟိုဒီလိုမျိုးကျမနိုင်ငံဟာဆိုရင်လက်ရှိမှာအေဂျင့်နေတဲ့နိုင်ငံမဟုတ်ဘူးရှင်လက်နက်ကင်ပြည်ပခါတွေဖြစ်နေတာဒီလိုနေရာတွေကိုကြက်ချီကြက်ချင်နေရှင်နန်းနေဝင်လာတဲ့အချိန်မှာဆိုရင်အကြောင်းကြားရုံနဲ့လာလို့မရအောင်ရှင်အကြောင်းကြားရတဲ့သူ့ process တွေရှိရပါတော့အကြောင်းကြားရတဲ့ဒီဘက်ကနေပြီးခွင့်ပြုတယ်လာပါဆိုတော့မှလာရတာရှင်ကျမနိုင်ငံကအခုရောက်နေတဲ့နိုင်ငံသားကနေပြီးတော့လာတဲ့အကူအညီတွေအများကြီးပဲနိုင်ငံပေါင်းမြောက်များစွာကလာကြတာဘာပြဿနာမှမတက်ဘူးရှင်။ဘာကြောင့်ဒီရှင်နန်းကျမပြဿနာတက်ရတာလဲ။ ဒါလေးကလည်းစဉ်းစားတဲ့ကိစ္စလေးသာဖြစ်ပါရဲ့ရှင့်ဒီတော့သူတို့ပြောတဲ့အတိုင်းကျွန်မပြန်ထောက်ရမယ်ဆိုရင်အကြောင်းမဲ့ကြားပြီးတော့ဝင်ကျင်နှံဝင်လို့မရအောင်ရှင့်ကျွန်မနိုင်ငံချီအနေရလေးအဲ့လိုမျိုးကိစ္စတွေပေါ့ရှင့်လုံခြုံရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းတက်နေတော့နားလည်မှုလွဲသွားတဲ့ကိစ္စတွေဖြစ်နိုင်တဲ့အတွက်ဒါဟာဆိုရင်ကြက်ချင်ဒီဒီရင်တန်းကမှန်ကန်တယ်ဆိုတော့မှဒီရင်တန်းဘက်ကနေပြီးတော့သူလိုက်နာမဲ့ process တွေကိုမလိုက်နာခဲ့လို့ဖြစ်တာရှင့်တိလားတက်တော်တစ်ခုတော့အပြစ်ပုံချလို့ရတဲ့ကိစ္စမဟုတ်ဘူးလို့ကျွန်မမြင်ပါတယ်ရှင့် ဒါပြင် TNL ထုတ်ပြန်တဲ့အထဲမှာဆိုရင်ရေးထားတာကထောက်ပံ့ရေးပစ္စည်းလိုရေးထားပါရှင့်ကယ်ဆယ်ရေးပစ္စည်းမဟုတ်ပါဘူးရှင့်ကယ်ဆယ်ရေးရှင်တန်းဆိုရင်တော့ဒါကယ်ဆယ်ဖို့အတွက်ကိုအချိန်နဲ့တပြေးညီသွားမှာဖြစ်တဲ့အတွက်မြန်မြန်ဆန်ဆန်လာရောက်ဖို့လောရဲဆိုတာကလက်ခံနိုင်လေရှင့်ထောက်ပံ့ရေးပစ္စည်းအကြောင်းအဲ့လိုမဟုတ်ဘူးရှင့်ကယ်ဆယ်ရေးနဲ့ထောက်ပံ့ရေးမတူဘူးနော်သိလားထောက်ပံ့ဖို့အတွက်လာတာဖြစ်တဲ့အတွက်သူ့ရဲ့ process မှာကိုကခွင့်တောင်းရတယ်ခွင့်ဥစ္စာပေါ့ခွင့်ပေးလိုက်ပြီဆိုမှဝင်လာရတယ်ပြီးတဲ့အခါမှာထောက်ပံ့ရေးပစ္စည်းတွေကိုသူတို့ပို့ခြင်းတဲ့နေရာတွေကိုပို့ဆောင်ရတယ် နိုင်ငံတော်နဲ့ညှိနှိုင်းပြီးလှုပ်ဆောင်ရတယ်ဆိုတော့ process တွေကအဆင်ဆင်သွားရတာရှင်ဒါကိုကြက်ချင်းကြီးလုံလုံဖူးတဲ့သူတွေနိုင်ငံတကာမှာကယ်ဆယ်ရေးလုပ်ငန်းလက်လုပ်တဲ့သူတွေအားလုံးသိပါရရှင်ကျမအမြဲတမ်းပြောပါတယ်ဖြစ်စဉ်တစ်ခုစဉ်းစားမယ်ဆိုကျမနိုင်ငံမှာဖြစ်နေတာတစ်ခုတည်းပဲမစဉ်းစားပဲသူများနိုင်ငံတွေပါရှင်တွဲပြီးစဉ်းစားကြည့်စေကျမလည်းသူများနိုင်ငံမှာပြိပကဖြစ်နေတဲ့ data ကိုသွားမယ်ဆိုရင်ကယ်ဆယ်ရေးပဲသွားသွားဘာကိစ္စနဲ့ပဲသွားသွားဒီလို process တွေလိုက်နာရတယ်ရှင်မလိုက်နာအောင်ဆိုမလိုက်နာတဲ့သူမှလည်းပြည့်ရှိပါတယ်ဒီလိုကိစ္စလေးကိုလည်းဒါက စဉ်းစားဆင်ခြင်တဲ့အတွက်ကျွန်မထည့်သွင်းပြီးတော့ပြောကြားပေးတာဖြစ်ပါရှင့်နောက်ထပ်အချက်ကတော့တက်မတော်ကစစ်ဆေးဖို့အတွက်ကားကိုရက်တန့်ခံတဲ့အချိန်မှာဘာလို့မရက်တန့်တာလဲရှင် DNL ထုတ်ပြန်ထားတဲ့အတိုင်းကတက်မတော်ကပေါ့နော်ရဲဆက်ဆက်တွေပြစ်ခတ်မယ်ဆိုရင်ကားအောင်နောက်ပြန်လှည့်ပြီးတော့ပြေးချင်ရှိပါမလားရှင်စဉ်းစားကြည့်ပါကားလေးကိုနောက်ပြန်လှည့်ပြီးအောင်မသူတို့ DNL ရဲ့ရင်ခွင်စီကိုပြေးနိုင်ခဲ့တယ်ဆိုရင်တက်မတော်သားရဲဆက်ပြစ်လို့ရှင်အဲ့လိုပြေးနိုင်မှာမဟုတ်ဘူးရှင်ဒီလိုမျိုးလေးတော့တစ်ဖက်ကစဉ်းစားကြည့်မယ်ဆိုရင် TNL ရဲ့ထုတ်ပြန်ချက်တွေကဟာခွက်တွေနဲ့အတူမှားယွင်းမှုတွေအများကြီးပါဝင်နေတော့မြင်တွေ့ရပါတယ်ရှင်။ကျွန်မခုပြောတာကတော့ TNL ရဲ့ထုတ်ပြန်ချက်ကိုပဲထောက်ပြီးတော့သူတို့ထုတ်ပြန်ချက်ကိုပဲကျွန်မပြန်မေးခွန်းထုတ်တာဖြစ်ပါတယ်ရှင်။တက်မတော်ကထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ကိုတော့ကျွန်မမေးခွန်းထုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ရုပ်တိရှိနေတဲ့အတွက်ဖြစ်ပါတယ်။တက်မတော်ရဲ့ထုတ်ပြန်ချက်နဲ့မြေပြင်အနေထားနဲ့ကြတော့ကိုက်ညီနေရဲ့ရှင်။မြေပြင်မှာရင်တန်းဟာလည်းထိခိုက်မှုမရှိဘူး၊လူသေဆုံးမှုလည်းမရှိဘူး၊လူထုခိုက်မှုလည်းမရှိဘူး။ဒါကြောင့်တက်မတော်ကမှားယွင်းပြီးတော့ပေါ့နော်ဒါတားလိုက်တဲ့ မိုးပေါ်ထောင်ပြစ်လိုက်လို့ဆိုကိစ္စဖြစ်နိုင်ရရှိရှင် TNL ထုတ်တာဖြစ်နိုင်ခြင်းမရှိဘူးကျမတို့ကြတော့ဖြစ်သွားတဲ့ရလက်အဖြေနဲ့ထုတ်ပြန်ချက်တွေကိုနှက်ကိုက်ညီပြီးတော့စုံစမ်းစစ်ဆေးပြီးတော့သုံးသပ်ပြောဆိုတာဖြစ်ပါရှင်ကျမပြောတာမပြည့်စုံလို့ထင်နေဆိုရင် TNL ထုတ်ပြန်တာကိုယုံနေစမ်းပါတော့သူတို့ထုတ်ပြန်တဲ့တည်းမှာပါတဲ့အတိုင်းတက်တည်လေးယူလာခဲ့ပေးပါရှင်မြမတက်တော့ထုတ်ပြန်တာမယုံဆိုလဲကျမတို့မေးခွန်းတွေထုတ်ကြည့်ပါရှင်ကျမအားလို့တော့တိုက်တွန်းချင်ပါရှင် ကိုကြားလိုက်တာနဲ့ပဲသူများကဘာတက်သေးမှမရှိဘာသုံးသက်ချက်မှမပါဘဲနဲ့ဆွဆွဲပြောဆိုတာတော့မသိတော့ပါအောင်ရှင်ဒီချိန်မှာဒီလိုစိတ်လေးရှော့ကြပါပါတော့ဒီတော့ဒီဖြစ်စဉ်လေးအားဆိုရင်တာမန်ဖြစ်သွားတဲ့ဖြစ်စဉ်လေးတစ်ခုပဲဒါကိုဒီချက်ချင်းဒီအသိအဖွဲရလဲအားနေချက်ရှိသွားတယ်ပေါ့နော်ကြိုတင်အကြောင်းကြားတာခွင့်ပြုချက်ယူတာမရှိဘဲဝင်လာတဲ့အတွက်အားလုံးမှားရင်းမှုလေးနည်းနည်းဖြစ်သွားတဲ့အချိန်မှာတက်တော့ပေါ်အပြစ်ပုံချပြီးတော့နိုင်ငံရေးအမျက်ထုတ်တာပဲဖြစ်ပါရဲ့ရှင်။ဒီလိုနိုင်ငံရေးအမျက်ထုတ်လိုက်တော့ TNL လေးဘာရသွားလဲတော့ကျွန်မမသိဘူးရှင်။ဒါပေမဲ့ကျွန်မတို့ဘက်ကတော့ဆုံးရှုံးမှုရရှိတယ်။ ။ဘာကြောင့်လဲဆိုတော့ငလင်ပေးတံမှာအခုတံမတော်သားတွေနဲ့အတူတကွပေါ့နော်နိုင်ငံတော်မှာတာဝန်ရှိရသူတွေပူးပေါင်းပြီးတော့ကယ်ဆယ်နေရတာရှင့်။သိလား။ဟိုပြည်သူတွေကယ်နေရ TNL လည်းမဟုတ်ဘူး။အမန်တီလည်းမဟုတ်ဘူးရှင်အန်ယူတီလည်းမဟုတ်ဘူးပီဒီလည်းမဟုတ်ဘူးမြမတက်မလို့ကဲနေရတာလက်ရှိနာဆကအစိုးရကဲနေရတာရှင်ဒီအဖွဲ့အစည်းတွေအပေါ်မှာလက်ခံခြင်းမခံခြင်းတရားဝင်ခြင်းမဝင်ခြင်းဆိုတာကိစ္စတွေဟိုးနောက်မှာထားအောင်မလောလောဆယ်မှာလူတွေကဲဖို့အရေးကြီးတယ်လူတွေကိုဒုက္ခတွင်းထဲကနေဆွဲထုတ်ဖို့အရေးကြီးရဲ့အချိန်မှာတကယ်တာဝန်ရှိရတဲ့သူတွေကို ဒီလိုဆွဆွဲပြောဆိုခြင်းအဖြစ်အခြားနိုင်ငံတွေကကျမတို့နိုင်ငံပေါ်မှာတန်တရားတွေဝင်သွားခဲ့မယ်ဆိုရင်ကျမတို့ပြည်သူတွေရရှိမဲ့ကုညီမှုတွေလျော့ွားသွားလို့ရှင်ဘသူတောင်းဝန်ယူပါလဲရှင်ဒီအချက်ကိုအဲ့ TNL အဖွဲ့တွေစဉ်းစားမိရလားဆိုတာကျမမေးခွန်းထုတ်ချင်ပါတယ်ရှင်နိုင်ငံရေးအမျက်ထုတ်ချင်စိတ်စောနဲ့ကျမတို့နိုင်ငံသားတွေဒုက္ခပေးတဲ့ကိစ္စမလုပ်ပါနဲ့လို့ကျမတိုက်တန်းကြွမှာရှင်ကျမတို့နိုင်ငံရေးအမျက်ထုတ်ခဲ့တာနှစ်ပေါင်းများစွာလဲကြာခဲ့ပါပြီအဲ့ဒီအမျက်တွေကဘာမှလည်းအကျိုးရှိကြတယ်မဟုတ်ပြည်သူတွေအတွက်လေတိလား ဒီ DNA လေးအဖွဲလို့ပါတော့မျက်ထုတ်တယ်ထုတ်တယ်သူတို့ထုတ်လိုက်တာထုတ်လိုက်တဲ့အမြန်သူတို့တော့ပဲအကျိုးရှိရပြည်သူတို့ကဘာတစ်ခုမှအကျိုးမရှိဘူးဒီတော့ကိုယ်အမြန်ထုတ်တဲ့ကိစ္စလဲကိုယ့်အကောင်လေးတုံးပြီးစဉ်းစားကြည့်ကြပါဦးကျွန်မပြောချင်ပါအရှင်ဒါကတော့ကျွန်မအလွတ်ပြောတာပါနော် ဒီလားအလုပ်ပြောတာပါရှင်နော်အမြတ်တော့ထုတ်ကြတာပဲဒီလားရတဲ့အမြတ်တို့ပဲယူသွားတာစားသွားတာသိစနစ်ပြေးမနေတော့ဘူးပေါ့နော်အဲ့တော့ကျွန်မောက်နိုင်ငံကလည်းပြည်သူတွေအမြတ်ရှိအောင်လည်းနည်းနည်းလုပ်ကြပါအောင်လို့ပေါ့နော်အဲ့လိုပြောချင်ပါရှင်နိုင်ငံအမြတ်ထုတ်မယ်ဆိုတော့မှပြည်သူတွေမြတ်အောင်လေးလုပ်ပေးကြပါအောင်ကိုယ့်အကူအမြတ်တွေထုတ်ပြီးတော့ကိုယ့်အကူအမြတ်တွေယူသွားတဲ့ကိစ္စလေးရှော့ကြပါအောင်လို့လည်းကျွန်မသတင်းသုံးသပ်ချက်လေးကနေပါတစ်ခါလေးပြောကြလိုက်ပါစီရှင်ဒီပါပြည်သူများရှင်ကျွန်မဆက်လက်တင်ဆက်ပေးချင်တာလေးကတော့အင်မတန်အရေးကြီးတဲ့သတင်းလေးလို့ပြောလို့ရပါရဲ့ရှင့်။အားလေးကတော့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကျောင်းကနေပြီးတော့ မနေ့ကဧပြီလ2ရက်နေ့လက်ရောစာရက်စွဲနေပေါ့နော်ယာယီအပြစ်ခတ်တိုက်ခိုက်မှုရက်စွဲရေးဆိုပြီးတော့ထုတ်ပြန်ချက်လေးထုတ်လိုက်ပါရရှင်ထုတ်ပြန်ချက်ထဲမှာပါတဲ့အကြောင်းအရာလေးတွေကနေပြီးတော့ကောက်နှုတ်ချက်လေးတွေကျွန်မပြောပြပါမယ်ရှင်အတိအကားကတော့တက်မတော်အနေနဲ့က2018ခုနှစ်ဒီဇင်ဘာ20ရက်နေ့စပြီးတော့2023ဒီဇင်ဘာ31ရက်နေ့အထိပြစ်ခတ်တိုက်ခိုက်မှုရက်စွဲရေးအတွက်ကိုထုတ်ပြန်ချက်22ကြိမ်တော့ထုတ်ပြန်ခဲ့ပါရရှင်တစ်ဖက်သက်ကိုထုတ်ပြန်ခဲ့တာပေါ့နော် ်တပ်မတော်ကတာဝန်ကြီးရလို့ပြောလို့ရပါတယ်ရှင့်လက်ရှိအချိန်မှာဆိုရင်လည်းမတ်လ28ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ဒီငလှင်ကြောင့်ပေါ့နော်နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ခဲ့တယ်လမ်းတွေပျက်စီးရပြည်သူတွေဆုံးရှုံးမှုတွေဖြစ်တယ်တဲ့ဒါကြောင့်ဒီလိုမျိုးထိခိုက်ခံစားနေရတဲ့နိုင်ငံလုံးမှာရှိရပြည်သူလူထုတွေကိုစားနာထောက်ထားနားလည်တော်အဖြစ်ကျေးဇူးလုံးမနေလောက်ကမ်းမှာဖြစ်ပါတယ်အဲ့လိုလောက်ကမ်းရမယ့်အခါမှာတက်မလို့အနေနဲ့2025ခုနှစ်ဧပြီလ2ရက်နေ့ကနေစပြီးတော့22ရက်နေ့ထိကာလကိုယာယီပြစ်ခတ်ညှဆဲမှု ကာလအဖြစ်နဲ့ထုတ်ပြန်လိုက်တယ်ဆိုပြီးတော့ထုတ်ပြန်ချက်လေးရေးသားထားပါရှင် ဒါပေမဲ့တခုရှိတာကယာယီပြစ်ခတ်တိုက်ခိုက်မှုထုတ်ပြန်ချက်ကြေညာထားတဲ့ကာလအတွင်းမှာဆိုရင်ဒိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အခြားလက်နက်ကိုင်အဖွဲ့များအနေနဲ့အများပြည်သူသွာလာအုံပြုလျက်ရှိတဲ့ဆက်သွယ်လမ်းကြောင်းတွေကိုနှောက်ယှက်တိုက်ခိုက်တာတွေထိခိုက်ပျက်စီးအောင်လုပ်တာတွေပြည်သူလူထုရဲ့အသက်အဝင်စီးစိမ်ကိုထိခိုက်ပျက်စီးအောင်လုပ်တာလုံခြုံရေးတရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေတပ်စခန်းတွေတိုက်ခိုက်တာပြီးတော့တပ်ဌာနချုပ်တွေကိုနှောက်ယှက်တိုက်ခိုက်တာငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေတဲ့အင်အားစုဆောင်းတာပြင်းစင်စုခွဲတာနယ်မြေချိတ်ထွင်တာတွေမပြုတ်လို့ဖို့အတွက်လည်းတားမြစ်ထားပါရှင့် ဒီလိုဆောင်ရလာမယ်ဆိုရင်တော့တက်မတော်သားအနေနဲ့ပြည်သူလူထုကိုကာကွယ်သောအဖြစ်လိုအပ်တဲ့အရေးယူမှုတုံ့ပြန်မှုတွေကိုတော့ဆောင်ရွက်သွားမယ်ဖြစ်ကြောင်းဆိုပြီးတော့သတင်းထုတ်ပြန်ထားပါရဲ့ရှင်။ဒီတော့တက်မတော်ကတော့ပြစ်ခတ်ရစဲရေးကိုထုတ်ပြန်လိုက်ပါပြီရှင်။တက်မတော်ရဲ့ထုတ်ပြန်ချက်ကိုကျွန်မတန်ခိုင်တို့ပြေဝယုံကြည်ပါတယ်။အပြစ်ခတ်ရမယ်ဆိုရင်တက်မတော်ကတိတည်ရဲ့ရှင်။တက်မတော်သမိုင်းကြောင်ကြည့်လိုက်ပါ။ပြစ်ခတ်ရမယ်လို့ပြောထားတဲ့အချိန်တိုင်းမှာတက်မတော်ကတိတည်ရဲ့ရှင်။ဟိုအရေးစကားနဲ့ပြောရမယ်ဆိုတော့ယောက်ျားစကားတည်ရဲ့လို့ပြောအောင်ပါဘောနော်။ဒီတော့ တောင်တော်ထက်စောပြီးတော့ပြစ်ခတ်ရက်စဲဖို့တိုက်ပွဲတွေမပေါ်ဆောင်ဖို့အတွက်ထုတ်ထားတဲ့အဖွဲ့လည်းရှိပါရဲ့ရှင့်အဲ့ဒါကတော့အန်ယူဂျီနဲ့မြောက်သုံးကောင်ပေါ့နော်မြောက်သုံးကောင်ညီနောက်သုံးဖော်လို့ခေါ်တာပေါ့ရှင့်တို့ကမြောက်သုံးကောင်လို့ခေါ်ရင်မကြိုက်ဘူးရှင့်ဒီလားတော့တို့မကြိုက်ရင်လည်းကျွန်မမသုံးတော့ပါဘူးညီနောက်သုံးဖော်ဆိုတဲ့အဖွဲ့ပေါ့နော်အဲ့အဖွဲ့တွေကထုတ်ထားရဲ့ရှင့်အန်ယူဂျီကထုတ်တာကမတ်လ29ရက်နေ့ကထုတ်တာသူစောစုံပဲဒီညီနောက်သုံးဖော်ဆိုတဲ့အဖွဲ့ကထုတ်တာကြောင့်ဧပြီ10ရက်နေ့ကထုတ်တာရှင့်ဒီတော့အစင်လိုက်ပေါ့နော် မတ်လ29ရက်နေ့မှာဆိုရင်ညီညီထုတ်တယ်ပြီးတော့ဧပြီလ10ရက်နေ့မှာညသုံးမှောက်ထုတ်တယ်အခုတက်မတော်ကနောက်ဆုံးနေနဲ့သူကနောက်ဆုံးနောက်ဆုံးကိုထုတ်တာပေါ့အရှင်ပြောရမယ်ဆိုတော့နောက်ဆုံးထုတ်တယ်ပေါ့ထုတ်လိုက်တယ်โอเคထုတ်ကြပြီအတီးတီးထုတ်ကြတဲ့အခါမှာဆိုရင်ဂတိတီကြသလားဆိုတဲ့ကိစ္စလေးရတယ်ပြောရမယ်ဖြစ်စဉ်လေးနေလာပါဝင်လာပါရဲ့ရှင်ကျွန်မဒီထဲမှာသတင်းထဲမှာဖြစ်စဉ်လေးတချို့ကျွန်မဖတ်ပြပါမယ်ရှင်ကျွန်မနိုင်ငံမှာမတ်လ28ရက်မှာငလင်ဖြစ်ခဲ့ပါရဲ့ရှင်ဖြစ်ပြီးတော့29ရက်3လ2025ငလင်ဖြစ်ပြီးနောက်နေ့မှာเนาะနောက်နေ့နောက်နေ့မှာပဲ တင်းလာဒီမှာတက်ရင်တန်းကိုဈားဖြတ်ပြီးတော့တတ်ခိုက်ခဲ့ပါရဲ့ရှင်။ PDF တွေတတ်ခိုက်ခဲ့တာဖြစ်ပါတယ်။ဓာတ်ပြင်ကို30ရက်3လ2025မှာကြာတော့ပဒန်းကိုဝင်တိုက်ပါရဲ့ရှင်။တရက်လေးလ2025မှာကြာတော့မုံရောကတက်စခန်းကိုမိုင်းလာခွဲပါတယ်။ဒီကောင်းနေပါပဲရှင်။တရက်လေးလ2025မှာကြတော့ငလင်ကယ်ဆယ်ရေးအတွက်အားပြဖို့သွားတဲ့တက်ရင်တန်းကိုပခုတ်ကူနဂတ်နီဗဒတ်ဖွဲ့ရနေပြီးတော့ဈာဖြတ်ပြီးတော့တိုက်ပါတယ်။အဲ့ဒီတရက်လေးလ2025မှာပဲဘောလခဲစခန်းကကြခဲ့ပါရှင့် အခု2ရက်4လ2025မှာဆိုရင်ညောင်ကျိုးစခန်းကကျသွားပြီဆိုပြီးတော့ကြားရပါတယ်ရှင်။ဒါတွေကျမတို့ဘယ်ရသိလဲဆိုရင်ပြည်ပြင်းမီဒီယာတွေကဂုံယူဝင်ကြွားဆောင်တင်ထားတာဖြစ်ပါတယ်ရှင်။အဲ့လိုတင်ထားတဲ့ data လေးတွေကိုကျမစူးစီးပြီးတော့ပြောထားတယ်ပေါ့နော်အချက်လက်တွေကနေပြီးတော့စူးစီးပြီးပြောပြပေးရဖြစ်ပါတယ်ရှင်။ဒီတော့ဂတိတွေတီးကြလားရှင်။ယောက်ျားစကားတွေတီးကြလားရှင်။မိဘပြည်သူတို့သုံးသပ်ကြည့်ကြပါအောင်ရှင်။တက်မတော်ကနောက်ဆုံးမှအပြစ်ခတ်ရဲစဲတာထုတ်ပြန်တယ်ဆိုပေမဲ့တက်မတော်ဂတိတီမယ်ဆိုတာကျမတို့ယုံကြည်ရဲ့ရှင်။ အန်ယူဂျီတို့မြောက်သုံးကောင်တို့ကတော့ဂတိတည်ရဲ့လားဂတိတည်ခဲ့ရလားရှင်လုံးဝမတည်ပါအောင်နော်လုံးဝမတည်ခဲ့ဘူးဆိုတာဒီသူတို့ထုတ်ပြန်ပြီးတဲ့နောက်မှာဖြစ်သွားတဲ့ဖြစ်စဉ်တွေကိုကြည့်ချင်းအဖြစ်သိရပါတယ်သူတို့ဂတိမတည်ရလားသူတို့အချင်းချင်းအဆောက်အအုံမရှိရလားကျွန်မလည်းပြောတတ်ဘူးရှင်ဒါကတော့သူ့တွေ့ရကမေးကြည့်ပေါ့သမီးရဲ့လို့ပဲပြောအောင်လို့ဖြစ်နေပါရဲ့ရှင်တယောက်ကတစ်မျိုးပြောတယ်တယောက်ကတစ်ခုလုပ်တယ်ဆိုတာကသူတို့အဖွဲ့အစည်းတွေရဲ့ထုံးစံတစ်ခုတော့ဖြစ်နေပါပြီမြမတက်မလို့ကတော့အထက်ကနေအောက်ထိအမိတ်စီစဉ်မှုကတော့တသားတယ်ပဲရှင် အပေါ်ကနေပြီးတော့အပြစ်ခဏရက်စဲမယ်ဆိုရင်အောက်ကတက်မလို့သားတွေအားလုံးကဒီနေ့ပြောရင်ဒီနေ့ရှက်ရတယ်ရှင်။ဒါကြောင့်ဆုံးရှုံးမှုလည်းမြန်မာတက်မှာဖြစ်ခဲ့ရတာရှိပါတယ်။တစ္ဆာမတည်ရဲ့လူတွေယောက်ျားစကားမတည်ရဲ့လူတွေတစ်ဖက်ကတမျိုးပြောဂျိုးပြောမိုးပြောကလင်ကကြစ်ပြောတဲ့သူတွေကြတော့အားသာချက်တွေနဲ့လောက်ကင်နေရတာရှင်ကျမောက်နိုင်ငံမှာခါကျရင်အဲ့ဒါလည်းမြင်ရတယ်မတရားလို့တော့မခံစားမိပါရဲ့ရှင်ဒီတော့မိဘပြည်သူများအနေနဲ့ကတော့အပြစ်ကရဲစဲဖို့အတွက်ကိုတော့ပြောနေကြရေပေါ့နော်တယောက်တစ်ပေါက်နဲ့လေ မြမတက်မလို့တော့သိကြတယ်ဒီနေ့ပြောဒီနေ့ရက်ပြီကျမသိရတယ်ဒါပေမဲ့ကြားထဲမှာဘာဖြစ်စင်နေဖြစ်လာအောင်လဲဆိုတော့မိဘပြည်သူများဆက်လက်ပြီးတော့နားဆွင့်ကြည့်ကြပါအောင်ရှင့်ကျမလည်းသိရလို့ရှင့်ပြောပြပါမယ်ကျမပြောချင်တာကတော့လေယောက်ျားစကားတွေထိကြပါရှင့်ဒီချိန်မှာငါတို့ဒါလုပ်မယ်ဆိုရင်ဒါဝဲဖြစ်အောင်လုပ်ပေးကြပါပြည်သူတွေမျက်နှာမူနေကြည့်ကြပါနော်မြမတက်မလို့တော့သူပြောတာလုပ်ခဲ့တယ်ဆိုတော့တမိုင်းဖြစ်စင်နေမှာကျမတို့သိပြီးသားရှင့်တဘုံလေးအနေနဲ့လက်နက်ကင်လေးအနေနဲ့ရအောင် ဘဝမှာတစ်ခါမှမရရှိဘူးတဲ့ဂတိသက်စာတည်မှုလေးတွေတိုက်ခါတရားရှိမှုလေးတွေကိုကို့အဖွဲ့အစည်းတွေဒီချိန်မှာစောင့်ယူဖို့စိတ်ကူးလေးများမရှိလားရှင်။နောက်တမိုင်းအဆက်ဆက်မှာဒီလို TNL လေးတို့ MNDAA တို့เนาะ AA တို့ NUG တို့ဆိုရအဖွဲ့အစည်းတွေကလူတွေကိုလိန်လိုက်ဟိုလှုပ်ချင်တာလှုပ်လိုက်အရှိတမျိုးပြောနောက်တမျိုးပြောပြောတာတခြားလှုပ်တာတခြားဆိုရအဖွဲ့အစည်းအနေနဲ့တမိုင်းတွင်ခံလို့လားရှင်။ဖြစ်ခဲ့ရဆဲမဲ့ပြောပြီးတော့တိုက်ခိုက်နေရတယ်ကဘယ်သူမှတာဝန်ရှိပါတယ်ရှင်။ ဒီလိုမျိုးသမိုင်းစိုးကြီးတွင်သွားတာမျိုးလိုချင်လို့လားရှင်เนาะမလိုချင်လို့ဆိုရင်ယောက်ျားစကားတည်ကြပါကိုထုတ်တဲ့စာကိုနေတိုင်းပြန်ပြီးတော့ဖတ်ကြပါလို့လဲကျမတိုက်တွန်းချင်ပါတယ်ရှင်ဒီဘက်ပြည်သူများရှင်ကျမအနေနဲ့အားနဲ့မန်နဲ့ပေါ့เนาะသတင်းလေးတွေပြောပြပေးရခါမှာဆိုရင်အေးချမ်းတဲ့သတင်းလေးခုလည်းပြောပြချင်ပါတယ်ရှင်ဒါလည်းမိဘပြည်သူများအားလုံးသိသိနဲ့ပြောကျမပြောပြချင်ပါတယ် ဒီနေ့မှာဆိုရင်ဒီနေ့မနက်မှာပေါ့နော်ရသက်ဖိုင်လေးတစ်ခုကျွန်မကြည့်ရပါရှင့်တစ်ခုကကြတော့ VNN ကိစ္စအဖွဲ့တွေကနေပြီးတော့ဈေးလာဝယ်တာပေါ့နော်အဲ့ဒီခါမှာအဲ့ဒီနားမှာရှိရဲ့ anti တယောက်ကနေပြီးတော့လေဒီကိစ္စတွေဝယ်တဲ့ပတ်စံအောင်ရှင်းပေးမယ်ပေါ့နော်ကြားတဲ့ငွေရှင်းပေးမယ်ဒါပြင်ဆိုင်ရှင်ကလည်းပစ္စည်းလေးလကားပေးပါရှင့်ပြီးတော့တို့အချင်းချင်းပြောဆိုနေကြတာပေါ့နော်ကျွန်တော်တို့ကမိသားစုတွေပါပဲဆိုပြီးတော့ဒီ VNN VNN ကိစ္စအဖွဲ့တွေနဲ့မြန်မာနိုင်ငံသားတွေနဲ့စကားလက်ဆောင်ကြနေရဲ့ချစ်ခင်နေကြတဲ့ပုံရိပ်လေးပေါ့ရှင့်အဲ့လေးမြင်ရတယ်အင်မတန်ကြည်နူးကိုကောင်းပါရှင့် နောက်တစ်ခုကတော့မန္တလေးမှာကင်ဆဲလုံနေကြတဲ့ကင်ဆဲသမားတွေကိုမန္တလေးမြို့သူမြို့သားတွေအရဆိုရင်တနခါးလေးသွေးပြီးတော့အပူဓာန်ခံနိုင်မှုအတွက်တနခါးလေးတွေကိုခန္ဓာကိုယ်မှာပုတ်ပေးနေရဖြစ်ပါရှင့်မြမနီမြမဟန်နဲ့အပူဓာန်ကိုကာကွယ်ပေးတာဖြစ်ပါရှင့်တကယ်တော့လေကျမမြမတွေရဲ့စိတ်ရင်းအစစ်မှန်ကအဲ့ဒီလိုရှိပါတယ်ရှင့်ကျမတို့ကသူများပုံမှန်လေးအရာကိုကူညီပေးခြင်းစိတ်တွေများပြားတတ်တယ်လို့မျိုးကိုယ့်ကိုကူညီတဲ့သူတွေကိုလည်းကျေးဇူးရှင်ဖြစ်နေတတ်မှတ်ထားဖြစ်ပါရှင့် ကြောင့်ဒီလိုလူတွေကိုဘလို့လေးပဲပြန်ပြီးတော့ကိုကဆောက်ရှောက်ရဆောက်ရှောက်ရကုညင်းရကုညင်းရဆိုတဲ့စိတ်တက်လေးလည်းပိုင်းဆိုင်ပါရဲ့ရှင့်ဒါဟာကျွန်တော်မြန်မာနိုင်ငံသားတွေရဲ့တကယ်ပင်ရင်ပင်ကိုစိတ်ရင်အစ်စ်ပါပဲရှင့် ဘယ်နိုင်ငံလူမဆိုကျမောက်နိုင်ငံကိုလာလို့ရှိရင်အများနဲ့မှတ်ချက်ပေးရဲရှင်မင်းတို့မြန်မာတွေရတဲ့အရန်ကိုသူများကကူညီခြင်းစိတ်တွေရှိရပဲနော်တဲ့အခြားနိုင်ငံတွေနဲ့တိတ်မတူဘောနော်ချို့နိုင်ငံတွေဆိုတော့ရှင်အဲ့သိန်းဆန်တယ်ဘောနော်အဲ့လိုမျိုးမြန်မာနိုင်ငံကြောင့်မဟုတ်ဘူးနိုင်ငံသားလာလို့ရှိရင်ရင်းနှီးတယ်ဖော်ယူတယ်ကူညီဆောက်ရှောက်ပေးရဲရှင်ဒီလိုမျိုးအမူအကျင့်တွေယူလဲသူတို့အရန်သဘောကျတယ်ဘောနော်ဒီလိုမျိုးမှတ်ချက်တွေအများနဲ့ပေးပါရှင်ဒီတော့ခုလူကျွန်တော်တို့ဒုဟရောက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ချစ်ခင်ဘွေရကောင်းတဲ့မြမစိတ်ရင်းလေးကိုပြသဖို့အတွက်အချိန်တန်ပါပြီရှင် ။ဘာကြောင့်ခုလိုပြသတဲ့လားလဲဆိုတော့သူများနိုင်ငံနဲ့ကျမောင်းနိုင်ငံကိုရောက်ရှိလာပြီးတော့ကယ်ဆယ်ရေးလေးကုညီရေးတွေလှုပ်ဆောင်နေတဲ့အချိန်မှာကျမတို့အချင်းချင်းကဒီလိုမျိုးရန်လိုတိုက်ခိုက်မှုတွေကိုပြသမယ်ဆိုရင်ကျမတို့အိမ်ကိုဧည့်သည်လာတဲ့အချိန်မှာမိသားစုရေရန်ဖြစ်နေရတဲ့တူရဲ့ရှင်အင်မတန်ဧည့်သည်ကိုအားနာဖို့ကောင်းပါရှင်။ ျမောက်နိုင်ငံရဲ့စည်ရင်းကကောင်းနေရတာနဲ့ကောင်းတာလေးပဲပြသဖို့အတွက်လွယ်ပါရဲ့ရှင့်ဒီလိုပြသနိုင်မယ်ဆိုရင်တို့ကနေတစင်ကျမောက်မြန်မာနိုင်ငံသားတွေကုံသတင်းဟာလည်းပြန့်နှံ့သွားပြီးတော့နောက်ထပ်လူတွေကလည်းကျမတို့အပေါ်မှာပေါ့နော်ကျမတို့ဒုက္ခခံစားနေရတဲ့ပြည်သူတွေအပေါ်မှာကုင္ကြီးဆောက်ရှောက်ခြင်းနဲ့စိတ်တွေစေတနာတရားတရားတွေတိုးပွားလာမှာပေါ့ရှင့်ကျမတို့ကအဲ့လိုမျိုးမလုပ်ဘဲနဲ့ကိုယ်နိုင်ငံမှာရှိရမကောင်းတာတွေကိုစွတ်ထုတ်ပုံကြီးချဲ့ပြီးတော့နိုင်ငံတကာစာမျက်နှာပေးပေါ်မှာတင်နေမယ်ဆိုရင်ကျမတို့နိုင်ငံကိုရောက်ရှိလာမယ်အကူအညီတွေဟာဆိုရင် တချို့တွေရဲ့တရားတရားပြတ်သွားတာစေတနာပြတ်သွားတာဖြစ်သွားမယ်ဆိုရင်ကျမတို့ပြည်သူပဲဒုက္ခရောက်မှာပေါ့ရှင်ဒါလေးကိုလည်းစဉ်းစားတတ်ဖို့တော်လည်းလိုပါအရှင်ကျမတို့နိုင်ငံမှာအခုငလင်ဖြစ်တော့ပြည်ပြေးမီဒီယာတွေရတယ်လားဟုတ်ဗါလဲအညီတွေ့ရဲ့ရှင်းကောင်းလို့ပဲရှင်အုံခဲပြီးတော့ကျမတို့ရဲ့ဒီစိုးတဲ့အချက်တွေအားလုံးပဲထုတ်ထုတ်ပြီးတော့နိုင်ငံတကာကိုပြသနေတာပေါ့နော်ဒီမီဒီယာတွေကျမပြောပြချင်တာကလေရှင်တို့အုံနောက်မင်းလေးတောင်မရှိဘူးလားရှင်အခုချိန်မှာကျမတို့နိုင်ငံဒုက္ခရောက်နေရရှင် ဒီချိန်မှာအယူဆတူခြင်းမတူခြင်းဘာသာတူခြင်းမတူခြင်းအသားဖြူခြင်းမဲခြင်းမဆိုင်လို့ရှင်အားလုံးဒုက္ခရောက်နေကြတာဒီတော့ကိုယ်တိုင်ကတစ်ခုချိန်ဘယ်နိုင်ငံမှာပဲနေနေကိုယ့်ရဲ့ရေတောက်မြင့်ကိုယ့်ရဲ့ပင်ရင်းမျိုးနွယ်ဟာမြန်မာနိုင်ငံသားဆိုတာမမေ့ကြပါနဲ့ရှင်မြန်မာနိုင်ငံသားတွေပေါ်မှာလက်ရှိပေါ့နော်ဒီငလင်ဘေးတောင်ကဲတင်နေရတာမြန်မာတပ်မတော်နဲ့မြန်မာနိုင်ငံမှာရှိတဲ့အဖွဲ့အစည်းတွေနိုင်ငံတော်အစိုးရရှင်ဒီဆိုးရကိုရှင်တို့ကြိုက်ကြိုက်မကြိုက်ကြိုက်ဒီချိန်မှာဒီဆိုးရနယ်ပဲကုညီပြီးတော့ပူးပေါင်းရမှာပဲရှင် တိလားမကူညီနေမနှောက်ရှက်နေတဲ့စကားရှင်တို့ ਨੇ အရန်ထိုက်တန်ပါလားရှင်နိုင်ငံသားမှနေပြီးတော့ဒီကငလင်ဟိုပေါ့နော်ဟိုလာပြီးတော့နှမ်းဖြူပြီးတော့စကလုံးလေးလောက်ပပလေးနဲ့ online မှာတင်တာလောက်ပဲရှင်တို့တာဝန်ကျေတာရှင်တိလားတကယ်နိုင်ငံတကာလာနေတဲ့ဟာတွေမြန်မာနိုင်ငံလူတွေကပဲကူညီဆောက်ရှောက်ပြီးတော့ပို့ဆောင်ဆက်သွယ်ပြီးလောက်ကင်ရရတာရှင်နေပူကြီးထဲမှာလုံနေကြရတာအားလုံးပင်ပန်းနေကြတယ်ဒါ့ဟုတ်မြန်မာနိုင်ငံကိုတိုက်ခါချတယ်နိုင်ငံတော်အစိုးရကိုတိုက်ခါချတယ်ဆိုတော့ ဒီနိုင်ငံတော်အစိုးရဘက်ကနိုင်ငံတကာကယုံကြည်မှုမရှိတော့ဘူးဆိုရင်အခုညီတွေမဝင်လာတော့ဘူးဆိုရင်တကယ်တော့ခါရမှာဘသူတွေလဲရှင်အဲ့ဒါကိုပြည်ပြည်မီဒီယာမှာတာဝန်ထမ်းဆောင်နေတဲ့သူတွေခေါင်းထဲမှာအုံနောက်ပါတယ်ဆိုရင်စဉ်းစားကြစေချင်ပါတယ်ရှင်ရှင်တို့လုပ်တဲ့လုံဆောင်ချက်ဟာနိုင်ငံတော်အစိုးရကိုထိခိုက်ဖို့ထက်လက်ရှိငလေတံခံနေရတဲ့ပြည်သူတွေကိုထိခိုက်ဖို့ပဲရှိတယ်ဆိုတာလေးကိုလည်းနည်းနည်းစဉ်းစားဆင်ခြင်ကြဖို့လိုပါတယ်ရှင်မြန်မာနိုင်ငံကမျက်ဖြူစိုက်တဲ့အချိန်မှာဆရာကြိုက်ပြီးဖြစ်နေရဲ့ရှင် ိလားဒီမှာမျက်ဖြူဆိုင်နေဆရာအရန်နှစ်တန်နေအပြင်ရနေပြီးတော့အဝေးကနေပြီးတော့တိလားအဲ့လိုဖြစ်နေရရှင်အဲ့လိုတော့မလုပ်ပါနဲ့နော်နိုင်ငံအမျက်ထုတ်တိုင်းမလုပ်ပါနဲ့ကျမတို့နိုင်ငံမှာလက်ရှိကဲတင်နေတဲ့အဖွဲ့အစည်းတွေပေါ်မှာရုံမားတန်တရားတွေဝင်လာမလုပ်ပါနဲ့ဒီအဖွဲ့အစည်းတွေနဲ့မြမနိုင်ငံသားတွေနဲ့စိတ်ဝမ်းကွဲအောင်မလုပ်ပါနဲ့ရှင်ဒါလေးတော့ကျမအခုချိန်မှာနူးညွတ်ကိုတိုက်တွန်းပြီးတော့ပန်ကြားလိုပါရရှင်ကျမတို့မီဒီယာလုပ်တယ်ဆိုရဲရည်ရွယ်ချက်လေးကိုပြန်ပြီးတော့စဉ်းစားကြည့်ကြပါအောင်ရှင်မီဒီယာဆိုတာဟာသတင်းမှန်ပြန်ကြားဖို့ပြည်သူကိုကူညီဖို့ဖြစ်ပါတယ် မီဒီယာလုံနေတဲ့၍ပြည်သူကူညီနိုင်မဲ့ကိစ္စတွေကိုစဉ်းစားမှာဖြစ်ပါရှင့်ငလင်ဘေးတံမှာကိုယ်တိုင်ကိုကြလာပြီးကူနိုင်နေဆိုကူပါကူလို့မရဘူးဆိုရင်တော့မီဒီယာအားနဲ့ကူနေရဲ့အဖွဲ့အစည်းတွေကိုကူနေရဲ့အဖွဲ့အစည်းတွေပေါ်မှာသူများအကောင်းမြင်လာအောင်ဒီလိုအကောင်းမြင်မှုကနေပြီးတော့ကူညီမှုတွေထက်မှန်ရရှိအောင်လို့ကူညီဆောင်ရွက်ပေးရမှာမီဒီယာသာဖြစ်ပါရှင့်ဒီတာဝန်လေးကိုအခုချိန်မှာထမ်းဆောင်ပေးကြပါဒါဆိုတော့ရှင်တို့ရဲ့သတင်းမှသတင်းတူတွေနဲ့မြန်မာနိုင်ငံကိုအကျွေးတွေတင်ခဲ့တာတွေတရက်တစ်မိနစ်နဲ့ကြည်လဲကြည်သွားမှာပေါ့ရှင် ကျမအဲ့လိုပဲပြောလိုက်ချင်ပါတယ်နော်မြန်မာနိုင်ငံကြီးကိုဘန်းပြပြီးတော့ထမင်းစားခဲ့တဲ့နှစ်ပေါင်းများစွာလဲကြာခဲ့ပါပြီပြည်ပြေးမီဒီယာတွေရဲ့အခုချိန်လေးမှာအဲ့ဒီလောဘစိတ်တွေကိုခဏလျှော့ပြီးတော့မြန်မာနိုင်ငံလေးကိုကယ်တင်ဆောက်ရှောက်ကြပါအောင်မြန်မာနိုင်ငံကြီးမရှိတော့ဆိုရှင်တို့ဘန်းပြပြီးစားမယ်အရာမရှိတော့လို့ရှင်ရှင်တို့ခွတ်ပြောင်ပါလေအဲ့လိုပြောတော့ရှင်တို့သံတောင်းစားနဲ့နှိုင်းလို့ဖြစ်တယ်ရှင်တကယ်လို့ကျမမနှိုင်းချင်ပါအောင်နော်သံတောင်းစားကသံတောင်းစားလုံးလုံးပါတယ်သူ့အတူခန္ဓာကိုယ်မှာချွတ်ရင်းလို့ရှင်သူချွင်းတာကိုပြပြီးသူတောင်းစားတာရှင် ရှင်တို့ကဘာမှချွင်ရင်တာမရှိဘဲနဲ့နိုင်ငံကိုပြပြီးတောင်းစားတဲ့သံတောင်းစားဆိုတော့အဲ့ဒီခန္ဓာကိုယ်ချွင်ရင်တာပြပြီးတော့တောင်းစားရဲ့သံတောင်းစားထထောင်မှာနေကြသေးရဲ့ရှင်ကျွန်မမနှိုင်းခြင်းကိုသံတောင်းစားအားနာလို့တိလားအလိုလေးလည်းရှိပါတယ်เนาะဒါပြောတာအရင်ရင်သေးသွားတယ်ဆိုတော့မတက်နိုင်ရှင်ရှင်တို့ ਨੇ ဒီစကားလုံးเนี่ยအင်မတန်ထိုက်တန်လို့ကျွန်မရွေးချယ်ပြီးတော့တမင်ကိုပြောတာဖြစ်ပါရဲ့ရှင်เนาะဒီတော့ပြည်ပြည်မီဒီယာတွေနဲ့နည်းနည်းလေးဟိုကျွန်မနိုင်ငံနဲ့ပတ်သက်ပြီးတော့သတင်းလေးထုတ်တဲ့အခါမှာမှန်လားမလားတစ်ချက်အုံနောက်နေနဲ့စစ်စစ်ကြပါအောင်เนาะထိရသတင်းတစ်ပုဒ်ရေးလို့ရှင်ဒေါ်လာဘလောက်ဘလောက်ဆိုတာလေးပဲကောင်းတဲ့ထဲ့မနေပဲနဲ့ တစ်ချက်ပေါ့နော်ကိုယ်နိုင်ငံလူတွေကိုလည်းရှင်းနေနေစဉ်းစားမြစ်တာထားပြီးတော့တစ်ချက်လောက်စောင်းငယ်ကြည့်ကြပါဦးဟိုအမှန်တရားလေးတွေလည်းတင်ဆက်ပေးကြပါဦးလို့လည်းကျွန်မအနေနဲ့တိုက်တွန်းချင်ပါရှင်ကျွန်မတို့သတင်းတင်ဆက်မှုတွေကတော့ပါပဲရှင်မိဘပြည်သူများရောပေါ့နော်ဟိုကျမနိုင်ငံမှာလက်ရှိဒီငလင်ကိစ္စမှာပွင့်ပသက်နေတဲ့သူတွေအားလုံးရောကျမပြောချင်တာလေးကတခုပဲရှိပါရဲ့ရှင်လူ့ဘဝရရန်တူပါရဲ့ရှင်ဒါပေမဲ့တန်တရာကတော့အရှိန်နော်တိလာအရှိန်ဒီတော့ကျမတို့ကသူများဒုက္ခရောက်တဲ့အချိန်မှာ ထိုးနှက်တာတက်အမျက်ထုတ်တာတက်စားလို့ရှင်ကုညီဆောက်ရှောက်တာကကျမတို့တန်တရာခရီးအရှိကြီးအတွက်အင်မတန်လုံလောက်တဲ့ကုတုတရားတွေစုမိမှာပါရှင်ဒီချိန်မှမှကုတုမယူဘူးဆိုရင်တော့တန်တရာအဆက်ဆက်ကုတုရဖို့မလွယ်တဲ့ဘဝရောက်သွားမယ်နော်ဒီအချိန်ညအလိုတော့ရှိပါရှင်ဒါတို့ကကျမလူသားချင်းစာနာစိတ်နဲ့ပြောပြလိုက်ပါစေရှင်ကျမတို့ Prime Media ရဲ့တင်ဆက်မှုတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချမ်းသာကိုကြမှာကြပါစေ။ကျမတို့မြန်မာနိုင်ငံကြုံတွေ့နေတဲ့ဒုက္ခဆင်းရဲအားလုံးမှာ အမြန်ဆုံးခြုံငိမ့်ပါစေလို့လည်းကျမတို့ prime meter ဖွဲ့သားများအားလုံးမှနေ့စဉ်နေ့တိုင်းပဲစုတောင်းမြတ်တာပို့သလိုက်ရပါရဲ့ရှင်